ဟုတ်ကဲ့မင်္ဂလာပါဗျဒူဒီ KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနေ့ကတော့ကျွန်တော်တို့ညနေမှာ၈ဘိုင်းလေးတော့မှန်ခဲ့ရင်တော့ကျွန်တော်ပေးထားတဲ့၄ရှစ်တကွက်ကောင်းလေးရတော့အောင်မြင်မှာပေါ့နော်ကျွန်တော်ဒီ၈ဘိုင်းကပြက်ပြီးတော့ကျွန်တော်လိုက်လွန်ပြီးနောက်မှတွေ့တဲ့၃ဘိုင်းကမှန်သွားတာပေါ့နော် ဒီနေ့မှာတော့ကျွန်တော်ကနန်းနေတော့အများကြီးတော့တရီနိုတရီနိုတရီနိုဂလိုရီဟောင်းတယ်ဟောင်းဒီရတော့လူသွားပြီတို့ကြောင့်မလာဘူးဟောတော့တော့တော့ဘူးဘာလဲယူဘူးဆက်နေတော့ပါရောစတဲ့လိုက် ဘောတရီလို့လာပြီးတော့ဖုန်းနံပါတ်ထည့်ပါဦး။ဟယ်လိုမဲမင်္ဂလာပါဗျဆွေမြနိုင်နဲ့မနေ့ကတုံးချော်လို့ပြပါဦးနဲ့ဟုတ်ကဲ့ပါဗျနော်အောင်းအောင်းနဲ့မင်္ဂလာနေနဲ့ပါကိုတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျမနေ့ကမရလိုက်ဘူးတဲ့ဟုတ်ကဲ့ဗျနော်ဇင်းဇင်းမင်္ဂလာပါဗျ ီနေ့မှာတော့ကျွန်တော်မနေ့ကလုံးမိုင် site ကိုပဲကျွန်တော်တွေ့ရှိထားတဲ့ brain နဲ့ပဲချုပ်မှာပေါ့နော်ဒါပေမဲ့ကျွန်တော် one chain line လေးတွေကိုတော့ကိုမတို့ကျွန်တော်ရှင်းပြမှာပေါ့နော်ကျွန်တော်ဒီနေ့မှာတော့လုံးမိုင်ကိုပဲ brain နဲ့ချုပ်ပြီးတော့တွေ့ပြမှာဖြစ်တယ်ဗျဒီနေ့မှာတော့ကျွန်တော်အဓိကပြချင်တာကတော့ brain ပေါ့နော် brain line မှာပဲဗျ ဖုန်းနံပါတ်ကတော့ကျွန်တော်969 283 686ပါဗျ။ပို့မှလည်းတင်ပေးထားတော့ရှိပါတယ်ဗျာနော်ဖုန်းနံပါတ်က။ဘာကြီးလဲမနေ့ကမရလိုက်ဘူးပါဆီရဲပြေးနေရလို့တဲ့ဟုတ်ကဲ့ပါဗျ။ထိတ်ကိုကြိုသိနိုင်လားတဲ့စနေတမိနဲ့ကျွန်တော်ကတော့မသိပါဘူးပြေနော် ၃ break လာနိုင်လားတဲ့ကျွန်တော်တွေ့ရှိထားတဲ့ break အရာဆိုရင်တော့၃ break ကတော့ဒီနေ့မှတော့မလာဘူးပေါ့နော်ဦးလေးကြီးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျမောင်မမောတဲ့မင်္ဂလာပါမောင်လေးဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာပါတဲ့ကျမ်းမှာချမ်းသာပါစေတဲ့ဟုတ်ကဲ့ပါဗျာနော်ပြည့်တဲ့ဆုနဲ့ပြည့်ပါစေဗျဒါဆိုရင်ကျွန်တော်မနေ့က၃ပိုင်းလေးမှန်ခဲ့တဲ့ site ပေါ့နော်ကိုမတို့လည်းကြိုင်းနေတတ်မှုရှိမှလည်း၃ပါဗျာ တော့ဒီမှာ9ရက်ခွင်ရက်1ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ3ဖြစ်လို့3ရက်နှစ်ခတ်ဒီ9 9ဒီကျွန်တော်ဒီမှာလုံးမိုင်ပြတော့ဒီမှာ9ပိုင်းမှာ9 1ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ9ရက်1ရက်ဒီရက်4ရက်ဒီ3လုံးပေါင်းခြင်းဒီ4ဖြစ်လို့4ရက်နှစ်ခတ်ဒီ2 2ဒီကျွန်တော်ဒီမှာလုံးမိုင်ပြတော့ တော့ဒီမှာနှစ်ပိုင်းမှာခွန်နှစ်ဆိုပြီးတော့ထွက်တယ်ဗျမနေ့ကကြွေးကြည့်ပြီးတဲ့ဒီနေ့ပေါ့ရင်နဲ့နှစ်တောင်းမွန်ဘိုးတဲ့ဟုတ်ခဲ့ပါဗျာနော်ဒီမိုဘိုင်းနဲ့မင်္ဂလာပါဟုတ်ခဲ့မင်္ဂလာပါဗျာဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ1ရဲ့4ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီက6နဲ့ပေါင်းတော့1ဒီ၃လုံးပေါင်းခြင်း၁ဖြစ်လို့၁ရဲ့နှစ်ခက်တိ၈၈တိကျွန်တော်ဒီမှာလုံးပိုင်းပြ ော့ဒီမှာ၈ဘိုင်မှာလဲ၃ည၈ဆိုပြီးတော့ထွက်တယ်ဗျဒီဟာလေးကတော့မနေ့ကမှန်ခဲ့တဲ့လုံးမိုင်ဆိုင်လေးပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ2ရက်6ရက်ပေါင်းချင်းဒီ၈၈ရက်ဒီက9နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရက်နှစ်ခတ်ဒီ3 3ဒီကျွန်တော်ဒီမှာလုံးမိုင်ဗျ3ဘိုင်မှာလဲကျွန်တော်36ထွက်တယ်ပေါ့เนาะဒီလုံးမိုင်ဆိုင်ကတော့မှန်လာတာတော့ကျွန်တော်တို့၄ချိန်တော့ရှိသွားပြီပေါ့เนาะဒီနေ့မှာဆက်မှန်မယ်ဆိုရင်တော့ကျွန်တော်တို့ ခွန်တက်တကွဲတော်တော်ကောင်းတယ်ခင်ဗျားတဲ့ဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါတဲ့ခွန်တက်ကြိုက်တဲ့သူပါကြလားတဲ့ဟုတ်ကဲ့ပါဗျာဒါဆိုကျွန်တော်ဒီမှာဒီနေ့အတွက်လုံးမိုင်လေးတီးပေါ့နော်၈ရခွန်ရပေါင်းချင်းတီ9 9နဲ့ဒီက4နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်း9ဖြစ်လို့9ရနှစ်ခက်တီ6 6တီးကျွန်တော်တို့ဒီမှာလုံးမိုင်ဗျာ ကိုမတို့ကကြိုက်နှစ်သက်မှလည်းတုံးပေါ့နော်ကျွန်တော်ဒီမှာတော့6ပိုင်လေးတော့တွေးထားတယ်ဒီ6ပိုင်လေးကမှန်ကန်ရင်တော့ကျွန်တော်တို့ပေါက်ကနဲဖြစ်မယ်လို့ကျွန်တော်လည်းယူဆမိတာပေါ့နော်အမ်ဘွိုင်းခွေတက်ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုကျွန်တော်ဒီမှာ break ပေါ့နော်ကိုဒီမှာ break ဒီတလုံးနဲ့ break ပေါ့နော်ကိုဒီမှာ9ရေဒီက1ပေါ့နော်1 9ပေါင်းချင်းဒီ6ဖြစ်လို့ 6ရက်နှစ်ခတ်တီ9 9တီဖရက်1ရက်9ရက်ပေါင်းချင်းတီ6ဖြစ်လို့6ရက်နှစ်ခတ်တီ9အဲ့ဒီ9တီဖရက်ဆိုတော့နှစ်ပိုင်းကို9ဖရက်ဆိုရင်တော့တကွက်ပဲထိုးရမှာပေါ့နော်ခွနှစ်ပဲထိုးရမှာဗျ။အဲ့တော့ဒီမှာနောက်တစ်ဖင်တီဒီရ4ရက်ဒီရ9ရက်နှလုံးပေါင်းချင်းတီ1ဖြစ်လို့ကျွန်တော်ဒီမှာတီ10ဖရက်ပေါ့နော်အဲ့လိုမဲ့နားလဲမယ်လို့ထင်တယ်ဗျ။ လေးခွန်ပေါင်းခြင်းတက်ဖြစ်လို့တက်နက်ခက်တီရှစ်ရှစ်တီပရိတ်ပေါ့နော်ကျွန်တော်တို့ကရှစ်ပိုင်းကိုရှစ်ပရိတ်ဆိုရင်38 80ပေါ့နော်ဒီတကွက်ပဲထိုးရမယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်တီ6ရဲ့39ရဲ့ဒီနှလုံးပေါင်းခြင်းတီ6ဖြစ်လို့6ရဲ့နက်ခက်တီ9အဲ့ဒီ9တီဒီမှာပရိတ်ကျွန်တော်36ဆိုပြီးထွက်တယ်ပေါ့နော်9ပရိတ်ဒီမှာတီ3ပိုင်းကိုကျွန်တော်တို့9ပရိတ်ဆိုရင်36ဆိုပြီးတော့တကွက်ပဲထိုးရမှာပေါ့နော် ဒါဆိုကျော်ဒီနေ့မှာဒီပရိလိုင်းဒီတလုံးနဲ့တော့ဖြစ်တဲ့ပရိလေးပေါ့နော်ခွင်ရဲ့ဒီရဲ့၃ရဲ့ပေါင်းချင်းဒီ၃ညဖြစ်လို့၃ညရဲ့နက်ခတ်ဒီခွင်အဲ့ဒီခွင်ဒီကျွန်တော်တို့ဒီမှာပရိဆိုရင်တကယ်လို့ဒီလုံးပိုင်းကလည်းမှန်မယ်ပရိကလည်းမှန်မယ်ဆိုရင်တော့ကျွန်တော်တို့တစ်ခွက်ပဲထူမှာပေါ့နော်အဲ့ဒါဆိုရင်တော့6 7ဒီတစ်ခွက်ကောင်းပါဗျအဲ့လိုမဲ့ဒီကလေးနားလည်မယ်လို့ထင်တယ်ပေါ့နော်ကျော်ဒီမှာတင်ငါပေါင်းချင်း6ဖြစ်လို့6ရဲ့နက်ခတ်ဒီကို6ဒီပရိတ်နှစ်ပိုင်းကို6ပရိတ်ဆိုရင်ကျော်တို့ခွန်းနှစ်နှစ်ခွန်းပေါ့နော် ဒီမှာလဲကျွန်တော်တို့၄ခွန်ပေါင်းခြင်း၁တရက်နှစ်ခက်ဒီ၈၈တီပရိတ်၈ပိုင်းကို၈ပရိတ်ဆိုရင်၃ည၈၈၀ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့၃ည၈ထွက်တယ်နောက်တစ်ပင်ဒီ၆ရဲ့၃ညရဲ့နှလုံးပေါင်းခြင်းဒီ၆ဖြစ်လို့၆ရဲ့နှစ်ခက်ဒီ၉၉တီပရိတ်၃ပိုင်းကို၉ပရိတ်ဆိုရင်၃၆ဆိုပြီးတစ်ခွက်ပဲထိုးအောင်မြပြဒါဆိုရင်ကျွန်တော်ဒီမှာခွန်ရဲ့၃ရဲ့ပေါင်းခြင်းဒီ၃ညဖြစ်လို့၃ညရဲ့နှစ်ခက်ဒီခွန်ခွန်ဒီပရိတ်ပေါ့နော် ကျွန်တော်တို့ဒီလုံးပိုင်းလဲမှန်မယ်ဘရိတ်လိုင်းလဲမှန်မယ်ဆိုရင်တော့ပေါက်ကနန်ဖြစ်မှာပေါ့နော်6ပိုင်းကို complete ဆိုရင်ကျွန်တော်တို့6တစ်ပဲထိုးရမှာပေါ့နော်ဒီမှာဒီဒီဘရိတ်လိုင်းကပေးသွားနိုင်တာဒီ3.5ခွန်ဒီဘရိတ်ပေါ့နော်ကိုမတို့နားလဲမယ်လို့ထင်တယ်ပြကြိုက်နှစ်တက်မှလဲတုံးပေါ့နော်မနေ့ကစိုက်ပြပါလားတဲ့မနေ့ကစိုက်ကတော့ဒီနေ့မှတော့ကျွန်တော်တို့၃၅အချင်းရတာပေါ့နော် ကျွန်တော်မနေ့ကယူခဲ့တဲ့ဝမ်ချိန်ဒီကျွန်တော်ဒီမှာ3ခွင့်1ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရှစ်ဒီဒီမှာအချိန်မှာကျွန်တော်တို့9 1ဆိုတော့1ထိတယ်နောက်တစ်ပြင်ဒီ6 5 4ပေါင်းချင်းဒီခွင့်ဖြစ်လို့ခွင့်နှက်ခက်3ညာခွင့်3ညာအချိန်မှာလည်းခွင့်2ဆိုတော့ခွင့်ထိတယ်ဗျနောက်တစ်ပြင်ဒီ6 6 6ပေါင်းချင်းဒီ1ဖြစ်လို့1နှက်ခက်ဒီ8 8အချိန်မှာလည်း3ညာ8ဆိုတော့8ထိတယ် နောက်တစ်ပြင်ဒီ9တခွန်ပေါင်းချင်းဒီ3ဖြစ်လို့3နှစ်ခန့်9 3 5ဒီအချိန်ပေါ့နော်3 5အချိန်မှလည်း36ဆိုတော့3ထီတယ်ဒါဆိုကြောဒီနေ့မှာဒီ1ချင်းလိုင်းရပေးရင်ခွန်ရ2ရ4ရဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3နှစ်ခန့်ဒီ9 3 5ဒီလည်းအချိန်ပေါ့နော်1ချင်းလိုင်းရတော့ကျွန်တော်တို့ဒီဟာလည်းပေးရဲ1ချင်းပေါ့နော်ဒီဆောင်ပေါင်းချင်းလေးဒီလည်းကျွန်တော်တို့1ချင်းပေးရဲဒီမှာဆိုရင်3ည1ပေါင်းချင်းဒီ1ဖြစ်လို့1 6အချိန်မှာ1ထီတယ် ရှစ်လေးပေါင်းခြင်းနှစ်ဖြစ်လို့နှစ်ခွန်အချိန်မှာလဲကျွန်တော်တို့ခွန်နှစ်တောင်ထွက်တယ်ပေါ့နော်ဒီမှာခွန်6ပေါင်းခြင်း3ဖြစ်လို့3ရှစ်အချိန်မှာလဲကျွန်တော်တို့ရှစ်ထီရပြတစ်ခွန်ပေါင်းခြင်း10ဖြစ်လို့10တုံးအချိန်မှာလဲကျွန်တော်3ထီတယ်ဒါဆိုကျွန်တော်ဒီမှာ6လေးပေါင်းခြင်းဒီ3ဖြစ်လို့3ရှစ်အချိန်လဲရှိတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာမနေ့ကကျွန်တော်မှန်ခဲ့တဲ့ break line ပေါ့နော်ဒီ break line ကိုလည်းကျွန်တော်ချုပ်မယ်ကျွန်တော်6ပိုင်းနဲ့ပဲကျွန်တော်ခဏန်းကိုစီးပစ်လိုက်မှာပေါ့နော်အကူမတို့ကတော့ ကျိုင်းနေတဲ့တဲ့ဝမ်ကျင်းတော်၎င်းလုံးပိုင်းတော်၎င်းရှိရင်လည်းကျွန်တော်အခုပြမယ်ဗရိတ်လိုင်းလေးတွေနဲ့တွဲပြီးတော့ကစားပါတော့နော် ခွင်းရ6ရ8ရဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့ကျွန်တော်ဒီမှာဒီ1ရဲ့ပါဝါဒီ6 1ရဲ့နှက်ခတ်ဒီ8 1 68ဒီကျွန်တော်ဒီမှာပြိတ်ရက်ကျွန်တော်ဒီမှာဒီပြိတ်လိုင်းဒီလဲမှန်ကန်တဲ့ပြိတ်လိုင်းတွေဖြစ်နေတယ်ပေါ့နော်1 68ပြိတ်မှာကျွန်တော်တို့9 1ဆိုတော့6ပြိတ်ထွက်တယ်ဒီမှာဒီကျွန်တော်တို့9ပိုင်ကို1 68ပြိတ်ဆိုရင်ကျွန်တော်တို့9 6တို့9 1တို့9 3တို့ထုတ်ရမှာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့9 1ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပြင်ဒီ 9ရဲ့ခွန်ရဲ့ပေါင်းခြင်းဒီနှစ်နှစ်နဲ့ဒီရဲ့ခွန်နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းခြင်း9ဖြစ်လို့9ရဲ့ပါဝါဒီ၄9ရဲ့နက်ခတ်ဒီ6 9 6ဒီကျွန်တော်ဒီမှာပြိတ်ပြဒီ6လေး6ပြိတ်မှာလဲခွန်နှစ်ဆိုတော့ကျွန်တော်တို့6ပြိတ်ထွက်တယ်ဒီမှာလဲကျွန်တော်တို့2ပိုင်းကို6လေး6ပြိတ်ဆိုရင်2နဲ့6ပြိတ်ဆိုရင်ခွန်နှစ်ပါမှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပြိတ်ဒီ6ရဲ့1ရဲ့ပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီက1နဲ့ပေါင်းတော့ ဒီသုံးလုံးပေါင်းခြင်းတစ်ဖြစ်လို့တစ်ရဲ့ပါဝါတီ6တစ်ရဲ့နှက်ခတ်တီ8တစ်6 8တီကျွန်တော်တို့ဒီမှာပြိပြတ်ဒီမှာလဲကျွန်တော်တို့တစ်6 8ပြိမှာလဲ3ည8ဆိုတော့8ပြိထွက်တယ်ဒီမှာလဲကျွန်တော်တို့က8ပိုင်းကိုတစ်6 8ပြိဆိုရင်8နဲ့8ပြိဆိုရင်3ည8ဆိုပြီးပါမှာပေါ့နော်ဒီလုံးမိုင်ဆိုင်လေးမှန်ရင်တော့ကျွန်တော်တို့ပေါက်ကနက်ဖြစ်မယ်လို့ယူဆရတယ်ဗျာနော် ဒါဆိုကြော်ဒီမှာနောက်တစ်ပြင်ဒီ1ရဲ့4ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီရ6နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်း4ဖြစ်လို့4ရဲ့ power ဒီ9 4ရဲ့နှက်ခတ်ဒီ2 4 9နဲ့ဒီကျွန်တော်ဒီမှာပြိတ်ပြကျော်ဒီ၄၉နှစ်ပြိမ့်မှာလဲ၃၆ဆိုတော့ကျွန်တော်တို့၉ပြိမ့်ပေါ့နော်ဒီမှာဆိုရင်၃ပိုင်းကို၄၉နှစ်ပြိမ့်ဆိုရင်၃နဲ့၉ပြိမ့်ဆိုရင်လဲ၃၆ဆိုပြီးတော့ပါမယ်ဗျာ ဒါဆိုရင်ကျွန်တော်ဒီနေ့မှာပေါ့နော် break line ဒီ2ရက်6ရက်ပေါင်းချင်းဒီ8ရှင်းနဲ့ဒီရက်3နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်း1ဖြစ်လို့1ရက် power ဒီ6 1ရက်နှက်ခတ်ဒီ8 1 6ရှင်းဒီကျွန်တော်တို့ဒီမှာ break ပြ break ဒီကျွန်တော်အစောနားရှင်းပြတာဒီတလုံးနဲ့ break ဒီတော့ခွန် break ပေါ့နော်ဖြစ်သွားနိုင်တာဒီဒီ break line ကပေးရင်3 9ခွန် break ဒီ brake line ကပေးရင်168 brake ပေါ့နော်ဒီနေ့မှာတော့ brake line နှစ် line တည်တော့မတူတော့မတူပေါ့နော်မတူပေမဲ့လည်းကျွန်တော်တို့ line မဟုတ် line တော့မှန်ကန်နိုင်မယ်လို့ထင်တာပေါ့နော်ကိုမလို့ကြာရင်တော့သုံးပါဗျဒီမှာဒီကျွန်တော်တို့တစ်ပိုင်လေးရတော့ပေါ့နော်အပင်တိုလုံးပိုင်လေးရတော့တစ်ပိုင်ပေးတယ်ပေါ့နော်ဒီမှာဒီတစ်ရခွင်ရဒီရနှစ်ရတစ်ခွင်နှစ်ပေါင်းချင်းဒီ၃ညဖြစ်လို့ကျွန်တော်ဒီမှာဒီ၃ညပိုင်း၃ညရှစ်ဆိုပြီးတော့ထွက်တယ် နောက်တစ်ပင်ဒီ၄ရက်၁ရက်၈ရက်ပေါ့နော်ဒီ၃လုံးပုံချင်း၃ဖြစ်လို့၃ပိုင်မှာကျွန်တော်တို့၃၆ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီမှာဒီ၆ရက်၉ရက်ဒီက၆ရက်ဒီ၃လုံးပုံချင်းဒီ၁ဖြစ်လို့၁ပိုင်ကလည်းဆက်ပေးမယ်၆ပိုင်လည်းပေးမယ်ဆိုရင်ကျွန်တော်တို့ဒီပရိတ်လိုင်းဟာဖြစ်တဲ့ခွန်ပရိတ်ဒီ၆တက်ဒီတကွက်ကောင်းတော့လှတယ်ပေါ့နော်။ ကေကေတဲ့လက်မလေးလေးနှိပ်ပြီးတောင်းဆိုပါတယ်ဟုတ်ပါတယ်ဗျာနော်လက်မနှိပ်တဲ့သူကတော့တော်တော်နေပါတယ်ဗျာဘာကြောင့်လဲတော့မသိဘူးပေါ့နော်အကိုမတို့ကြိုက်နှစ်တမသုံးပေါ့နော်ကျွန်တော်အစောနဲ့ရှင်းပြတာဒီခွန်နှစ်လေးပေါင်းခြင်း၃ဖြစ်လို့၃၅အချင်းရှိတယ်ပေါ့နော်ဒီ၃၅အချင်းကတော့အချင်းနှစ်ချင်းရှိတယ်ဗျာဒီမှာဆိုရင်ကျွန်တော်တို့ဒီတရှိက၈နောက်ပိတ်ပေါ့နော်၈ရဲ့နှက်ခက်တီ၈၈တီဒီမှာအချင်းဆိုလဲကျွန်တော်တို့၅၁ဆိုတော့၁ထီတယ် ဒီမှာ၄ခွန်ဟာခွန်နောက်ပိတ်ခွန်ရဲ့နှက်ခတ်တီ၃ညာခွန်၃ညာအချင်းဆိုလဲကျွန်တော်တို့ဒီမှာခွန်နှစ်ထွက်တော့ခွန်ထိတယ်ဗျ6တက်ကကျွန်တော်တို့၁နောက်ပိတ်ပေါ့နော်၁ရဲ့နှက်ခတ်တီ၈၁ရှစ်အချင်းမှာလဲ၃ညာ၈ဆိုတော့၈ထိတယ်ဒီမှာလဲကျွန်တော်တို့ခွန်၉ဟာ၉နောက်ပိတ်၉ရဲ့နှက်ခတ်တီ၆၉၆အချင်းမှာလဲ၃၆ဆိုတော့၆ထိတယ်ဗျဒါဆိုကျွန်တော်ဒီမှာ၄3ဟာ3နောက်ပိတ်ပေါ့နော်3ရဲ့နှက်ခတ်တီ5 3 5အချင်းတီလဲကျွန်တော်2ချင်းတွေ့တယ်ပေါ့နော် ကိုမတော့ကြိုက်နှစ်တက်တာတော့သုံးပေါ့နော်ကျွန်တော်တို့ဒီမှာခဏန်းနေလဲအများကြီးဒီနေ့မပေးကျင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီနှစ်ချိန်လဲမှန်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ခဏန်းကိုအနည်းဆုံးဖြစ်အောင်တော့စူးစမ်းပြီးပေးမှာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာချောပိုင်ကိုပဲကျွန်တော်ကကျွန်တော်ရဲ့တွေ့ရှိထားတဲ့ break တွေနဲ့ပဲချုပ်ရင်ကျွန်တော်ခဏန်း6ခွက်ထွက်မှာပေါ့နော်ကိုမတို့ကလည်းကြိုက်နှစ်တက်တဲ့လုံးမှန်ရှိရင်အခုကျွန်တော်ပြတ်ထားတဲ့ break line လေးနဲ့ချုပ်ပြီးတော့ကစားပါဗျာမနေ့ကဆိုလဲကျွန်တော်တို့ break line ဒီ2ခွန်4ခိုး break ပေါ့နော် ျွန်တော်တို့ဒီ၈ဘိုင်းလေးလွဲသွားလို့ပေါ့နော်၈ဘိုင်းနဲ့မှန်ခဲ့မယ်ဆိုရင်ကျွန်တော်မင်းရပေးတာဒီ၄၈ဒီတစ်ခွက်ကောင်းသူပြီးပေးခဲ့တာပေါ့နော် ကျွန်တော်ဒီမှာပေါ့နော်ဒီရက်ပတ်ထဲမှာကျွန်တော်ဒီ3 6ထွက်ပြီးရင်တော့ပြန်ကြားလိုက်ရတော့လိုက်ပြီးထွက်တက်တာတော့တွေ့ရတယ်ပေါ့နော်3 6ထွက်ထားရင်ဒီရက်ပတ်မှာတော့ပြန်ကြားလိုက်တော့သတိထားပြီးတော့ကစားစီချင်ပါလေဗျဆရာတော်ကြီးတမန်ဘူးတဲ့လေးပြေးတမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်ဒီမှာပေါ့နော်ကနန်းကတော့ကျွန်တော်6နဲ့ပတ်သက်တာကိုပဲ6ွက်စီပေးလိုက်တယ်ပေါ့နော်ကိုမတို့အကြိုက်ပါမှာလဲ3ပေါ့နော် ကျွန်တော်အစောအရှင်းပြရတဲ့ပရိသတ်395ခွန်ပရိသတ်ဆိုရင်ကျွန်တော်တို့64ဆိုတဲ့3ညာ69ဆိုတဲ့5ပရိသ်61ဆိုတဲ့ခွန်ပရိသတ်ပေါ့နော်ဒီပရိသတ်လမ်းရပေးမယ်ဆိုရင်တလုံးနဲ့ပရိသတ်ကျွန်တော်တို့ခွန်ပရိသတ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ61ဒီကျွန်တော်တို့တကွက်ကောင်းပါဗျာဒါဆိုကျွန်တော်ဒီပရိသတ်က168ပရိသတ်ကပေးမယ်ဆိုရင်65 60 62ပေါ့နော်ဒီထဲမှာမှကျွန်တော်ကြိုက်တာဒီတော့60ကိုလည်းကြိုက်ပါတယ်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်တွက်ပြတဲ့ခဏန်းလေးဒီပောက်ခဏန်းလေးဖြစ်ပါစေဗျာအကိုမတို့ကြိုက်တဲ့ခဏန်းဒီလည်း7နှစ်နေတမိနဲ့ထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာဒီမှာအပူအခြေအနေလေးပြောပြပါလားတဲ့အပူအခြေအနေကတော့ကျွန်တော်ညီကိုတွေထွက်ပြီးရင်တော့အပူလိုက်ထွက်တတ်တာမျိုးရှိတယ်အပူထွက်ပြီးရင်လည်းညီကိုလိုက်ထွက်တတ်တာမျိုးရှိတယ်ပေါ့နော် တကယ်လို့အပူကြိုက်တဲ့သူဆိုရင်တော့ကျွန်တော်ရဲ့ blade ပေါ့နော်ဒီမှာဒီကျွန်တော်တို့အပူထုတ်ရမှာဆိုရင်6 blade ရှိမယ်8 blade ရှိမယ်3ည blade ရှိမယ်ပေါ့နော်အပူထုတ်ရမှာဆိုရင်3ည blade ရဲ6 blade ရဲ8 blade ရဲဒါမျိုးရှိပါတယ်ဗျဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်တို့ပြတာလေးဒီလေးပေါက်ကနန်းဖြစ်ပါစေကိုမတို့ကြိုက်တဲ့ကနန်းဒီလေးဆက်နေတဲ့မိနစ်ထွက်မဲ့ကနန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျ channel ကို subscribe မနေသေးတဲ့ကိုမတွေကလည်း subscribe နေပြီးဖို့တောင်းဆိုပါတယ်အားလုံးပဲ ကံကောင်းကြပါစေဗျတူဒီမှာတော့နော်ဟုတ်ကဲ့ပါအလိုမဲကံကောင်းကြပါစေဗျဘိုင်းဘိုင်းစီးယူပါအလိုမဲ